ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Sport Edusi ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးသွားကြတဲ့သတင်းကတော့ Man United နဲ့ Arsenal တို့ပွဲပါဝင်ပွဲစဉ်28အတွက် Paul Marsen ရဲ့ခန့်မှန်းချက်များပဲဖြစ်ပါတယ်ပရီးမီးယားလိအမှတ်ပေးစရာဦးဆောင်သူတွေဖြစ်တဲ့ Liverpool က PSG နဲ့ Champions League မှာဒုတိယအကောင်ဆုံးဖြစ်ခဲ့ပြီးနိုင်ပွဲတော့ရယူနိုင်ခဲ့တည်တယ်ဂျိုဂျာနီတို့ကတော့ Ligue 1အသင်းကိုအသာစီးရယူထားနိုင်ဖို့ထိန်းသိမ်းထားနိုင်ခဲ့ပြီးဒီဘက်ကပြီးသွားပြီလို့ကျွန်တော်အခိုင်အမာယုံကြည်ပါတယ် လဘာမှုကအန်ဖီမှာကစားရတဲ့အချိန်ကြားရင်မတူညီတဲ့အတင်းတင်းပုံစံပေါ်ပေမဲ့ BSG နေပွဲမှာခံစစ်ကနည်းနည်းပွင့်နေကြတယ်။အဲဒီကြမှာမိုဟာမက်ဆာလာဘောလုံးကိုထိခဲ့လာဆိုတာကျွန်တော်မမှတ်မိပါဘူး။အလီဆန်ကမယုံနိုင်စရာကောင်းတဲ့ကာကွယ်မှုနှစ်ချိန်သုံးချိန်ပြုလုပ်ခဲ့တယ်။ဒါကအဆုံးမှာတော့ကွဲပြားခြားနားမှုကိုဖြစ်စေခဲ့ပါတယ်။အချိန်ကြာကြီးတွေမှာကျွန်တော်ဂိုးသမားတယောက်စီကမြင်မှုသမျှတွေကအကောင်းဆုံးဆွမ်းဆောင်ရေးပါပဲ။ BSG နေပွဲကဆွမ်းဆောင်ရေးဟာပရီးမီးယားလိဘလားပြိုင်ပွဲမှာဘလို့အကျိုးသက်ရောက်မှုမှရှိမယ်လို့မထင်ပါဘူး။ အခုဆိုရင်အားလုံးကပြီးသွားပြီအာဆင်နယ်ကလေဘာဘူးကိုလိုက်မိစရာအကြောင်းမရှိတော့ပါဘူးဒါပေမဲ့လည်းထိန်းဆုံး၄နေရာထဲမှာအဆုံးတနိုင်ဖို့ကစားရမယ့်ပြိုင်ပွဲကတော့ကြံသေးပြီးစိတ်ဝင်စားစရာကောင်းလာမှတည်ကြပါရစ်ဒါကြောင့်ကြားဘာမှထပ်မပြောတော့ပဲနဲ့ကျွန်တော်ရဲ့ဒီတစ်ပတ်ပွဲစဉ်28အတွက်ခံမှန်းချက်တွေကိုကြည့်လိုက်ရအောင် Forest vs Man City နောက်ဆုံးမတော့က Forest အနေနဲ့အာဆင်နယ်နဲ့တည်ကြခဲ့တာကံကောင်းသွားတာလို့ကျွန်တော်ထင်ပါရစ်အဲ့ဒီဘက်မှာအာဆင်နယ်ဘယ်လောက်ထိလွှမ်းမိုးထားနိုင်နေလဲဆိုတာကိုကြည့်လိုက်ပါ အာဇနီဟာသူ့ရဲ့အားအကောင်းဆုံးတင်းကိုပိုင်ဆိုင်ထားခဲ့မယ်ဆိုရင်ဒရိုဒီဖော်ရက်စ်ကိုအလွယ်တကူနဲ့အနိုင်ယူနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒီလီမှာအရာအလုံးကလင်းလင်းမြန်မြန်နဲ့ပြောင်းလဲနိုင်တယ်လို့ကျွန်တော်ပြောခဲ့ပူပါရယ်။ဖော်ရက်စ်သားဒီဘွဲကိုရှုံးနေပြီးချဲစီကအနိုင်ရသွားခဲ့မယ်ဆိုရင်မာရက်စ်ကရဲ့တင်းကအမပေးစရာမှသူတို့ကိုကြောတက်သွားပါလိမ့်မယ်။ဖော်ရက်စ်ကဘောမောက်ထက်၅မှတ်ပေးတာရာဖြစ်ပြီးနောက်ထပ်ပွဲရင်းငင်းသားထက်ရှုံးခဲ့မယ်ဆိုရင်ဇီဟာအောက်ကိုပို့ပြီးတော့ရှော့ချသွားနိုင်ပါရယ်။မန်စီးတီးကတော့ဖော်ရက်စ်ကိုဂျိမ်းဒီပါတိုက်စင်ဖွင့်ကစားသွားမှာပါ။ဒါက Forest အတွက်အန်ကိုက်ပဲ။ ဘာလို့လဲဆိုတော့သူတို့ကစားတဲ့ပုံစံအကြောင်းပါလွန်ဒိုဆန်တို့ကသူ့ရဲ့ပြိုင်ပွဲအသင်းကိုဘောလုံးအောင်မှထိုင်ပြီးတော့မကစားစေချင်ပါဘူးသူကတိုက်စစ်ဆင်တဲ့အသင်းတွေကိုတံပြန်တိုက်စစ်နဲ့တိုက်စစ်ဆင်ခြင်းနဲ့ Forest တာမရှုံးအောင်ကစားနိုင်ပြီးလာမယ့် Insurgent နဲ့ပွဲမှာအနိုင်ယူနိုင်ခဲ့ရင်ဆယ်ပွဲကစားဖို့ကြံနေတဲ့အချိန်မှာထိတ်ဆုံး၄နေရာထဲမှာပဲပြီးဆုံးဖို့ကောင်းမွန်တဲ့နေရာမှာရှိနေမှာပါဒါပေမဲ့ဒီဘက်မှာတော့ CD ကအသာလေးရယူနိုင်မယ်ထင်ပြီးသူစည်းနဲ့အနိုင်ရတော့ပါလိမ့်မယ်လေဘာဘူဖတ်ဆက်အဆောက်တန်တန်လေဘာဘူကဒီဘက်မှာသူတို့လိုချင်တဲ့ဂိုးရလနဲ့အနိုင်ရနိုင်ပါတယ် ဂျက်ဖီကဆောက်တန်းကို၄ကိုပြတ်အနိုင်ရခဲ့တဲ့ပွဲကိုကျွန်တော်ကြည့်ခဲ့ပြီးဒရိုရီကတော့ကောင်းတင်းတလို့တော့မကောင်းပါဘူး။ဘာမှအဲ့ဒီပွဲမှာအခွင့်အရေး၄ချိန်ထိလွဲချော်ခဲ့ပြီးဒီရဒီမာဆောက်တန်းကဘလောက်ထိစိုးရွားနေလဲဆိုတာခင်ဗျားတွေးကြည့်လို့ရပါတယ်။လဘဘူးက PSC နဲ့ကစားရမယ့်ဒုတိယကျော်ပွဲအတွက်အဓိကကစားသမားတွေကိုအနာပေးသွားမှာပါ။အဲ့ဒါတော့မှပဲလဘဘူးရဲ့ကြီးမားတဲ့နိုင်ပွဲကလွဲပြီးကျွန်တော်ကျန်တာမမြင်ပါဘူး။လဘဘူးက၄ကိုပြတ်အနိုင်ရသွားပါလိမ့်မယ်။ဖယ်လီဖာဇာအင်းဆွစ်တောင်း Jeff Phillips မာတီတာကစားမလားဆိုတဲ့ပုံမှာပဲအရာအလုံးကမော်တီပါရင် သူကဘဲလစ်အတွက်အဓိကကစားသမားဖြစ်ပြီးမာရီဒါသာမပါရင်ဒီဘွဲက insage အတွက်ကြီးမားတဲ့အခွင့်အရေးလို့ကျွန်တော်မြင်ပါတယ်။အန်ဂီဒီယာကဝင်လာပြီးမေဘောနဲ့အဖေဘလောက်ဘွဲမှာဂိုးသွင်းသွားခဲ့တယ်ဆိုတာကျွန်တော်သိပါတယ်။ဒါပေမဲ့သူ့ရဲ့မှတ်တမ်းတွေကမကောင်းပါဘူး။ insage ကတန်းစင်းရမယ့်အရေးကိုရှောင်လွှဲနိုင်ဖို့အတွက်ဒီဘွဲကနေစပြီးတော့ရမတ်တွေစပြီးရယူရမယ်။ဒီလိုရမတွေကနည်းနည်းနဲ့များလာမှဖြစ်ပြီးတို့တွေအနေနဲ့တမ်းမစင်းရမှုစိတ်ချရတဲ့နေရာနဲ့တို့တို့ကြားကွာမှုကို၅မှန်စ၃မှန်တိရှော့ချနိုင်မှာပါ ်အဲဆစ်အတင်းနဲ့ဒီဘွဲကနေတခုခုရမယ်လို့ထင်ပြီးဝဝနဲ့ပြီးသွားမယ်ထင်ပါတယ်ဘရက်ဒန်ဖာဇာဖူဟန်ဒီဘွဲကတကယ်ကောင်းတဲ့ဘွဲပါဒီလိုအတင်းနဲ့တင်းကိုကြီးလိုက်တဲ့အခါမှာအနိုင်ရတဲ့ဘဲအတင်းမဆိုးထိတ်ဆုံး၅နေရာတဲ့အဆုံးတတ်နိုင်တဲ့အခွင့်အရေးရှိသလိုအနိုင်မရတဲ့အတင်းကလည်းအဲ့လိုမဖြစ်နိုင်တဲ့အခွင့်အရေးလည်းရှိနေပါတယ်ဒါကနဲ့တင်းစလုံးတက်မပြစ်မနေအနိုင်ကစားရမယ့်ပွဲဖြစ်လာစေပါရဲ့။ဆယ်ပွဲပဲကစားဖို့ကြံတော့မယ့်အချိန်မှာဘယ်အသင်းမဲ့နိုင်နိုင်ပွဲဆက်ပုံလံအောင်ရဖို့ယုံကြည်ချက်ရလာမှာပါ။ မန်ယူနိုက်တက်ကို FA ဘလာပြိုင်ပွဲကနေဖျောက်ပြစ်နိုင်ခဲ့ပြီးမင်းဖူလန်ရဲ့ခြေစွမ်းကိုသဘောမကျပါဘူး။ဒါပေမဲ့သူတို့ကအတင်းကောင်းတဲ့အတင်းမှာ Brighton ကသူတို့တော့အရန်အားကောင်းလုံးပြီးဂျာဝဘတ်တို့အချိန်မီပြန်တက်တာလာတာကသူတို့တိုက်စစ်အတွက်ပိုအားကောင်းလာစီမှာပါ။ Brighton က2-1နဲ့အနိုင်ရသွားပါလိမ့်မယ်။ Bravo vs Aston Villa Villa ကအခုချိန်မှာ Champions League ကိုလည်းအာရုံစိုက်နေမယ်ထင်တယ်။ဒါပေမဲ့ Club Brugge ကိုပထမကြောမှာနိုင်ပွဲရယူနိုင်ခဲ့တာကြောင့်ဒီပွဲမှာသူတို့စိတ်ကြကစားခွင့်ရမယ်ထင်ပါတယ်။ Villa သာဒီတစ်ပတ်အနိုင်မရခဲ့ရင်ထိတ်ဆုံး၄နေရာနဲ့ပြီးဆုံးနိုင်မှာမဟုတ်ပါဘူး။ တို့တို့တော့အခုကနေစပြီးဘွဲစင်တွေကတိတ်မလွယ်တော့ပါဘူးဘရန်ဖို့ရဲ့ဘွဲမှာအနိုင်သုံးမဲ့လွဲချော်ခဲ့မယ်ဆိုရင်ရာသီကောင်မှချန်ပီယံလိဝင်ခွင့်နေရာအတွက်မျောလင့်ချက်ကအဆုံးသတ်သွားနိုင်တယ်ဗီလာကလည်းပလားပြိုင်ပွဲမှာရလာကောင်းနေရနေပြီးကွာတာဖိုင်နယ်မှာပရက်စတန်နော့အန်ကိုအနိုင်ရခဲ့ရင်ဝင်းမလီကိုသွားခွင့်ရမှာပါဒါကသူတို့အတွက်ကြီးမားတဲ့အောင်မြင်မှုပါဒီပွဲမှာသူတို့ရဲ့အနိုင်ရမယ်လို့ထင်နေတယ်ဒါရီဆိုနှစ်တင်းစလုံးနဲ့နှမျောစရာဖြစ်လာမှာဖြစ်ပေမဲ့ပျော်ပြင်းမှုပေးနိုင်တဲ့ပွဲဖြစ်လာမှာပါဗီလာက2-1နဲ့အနိုင်ရသွားပါလိမ့်မယ် Who was ever done မာတီးယပ်ကွန်ညာနဲ့ပတ်သက်ပြီးမြင်ခဲ့ရတာကိုမယုံနိုင်ပါဘူး။သူကဖူးရဲ့တန်းစင်းရမယ့်အရေးနဲ့ရှောင်လွှဲနိုင်မယ့်အခွင့်အရေးကိုဖျက်ဆီးပြခဲ့တာပါ။သူကလွဲချော်မယ့်ပွဲတွေကသူလာပါရင်အနိုင်ရနိုင်တဲ့ပွဲတွေဖြစ်ပြီးသူမပါရင် Wolf အနေနဲ့နောက်လာမယ့်၄ပွဲစလုံးမှာအနိုင်ရမယ်လို့မမြင်ပါဘူး။သူကအဲ့ဒီအနီကန်းနဲ့ရောင်းမှမင်းစီထွက်သွားတာပါ။ဒီပွဲမှာ Wolf ကသူမပါတာကြောင့် Everton ကပဲအနိုင်ရသွားမယ်လို့ထောက်ခံပါရီ။ Everton က2-1နဲ့အနိုင်ရသွားပါလိမ့်မယ်။သဘာဝတဲ့ဘုံမှာ စဘာကယူရိုပါလိမှာအဲကမာကိုတကောကိုမရှိနဲ့ရှုံးနေခဲ့ပြီးဒီဘွဲမှာအနိုင်ရှုံးကသူတို့အတွက်တိတ်မထူးတော့ဘူးနောက်လာမယ့်ပွဲစဉ်တွေရသူတို့အတွက်လီဂါနဲ့တဆင့်ဥရောပဝင်ခွင့်မျှော်လင့်လို့မရနိုင်တော့ဘူးအဲဒီတော့နောက်လာမယ့်ဒုတိယကြော့အင်ဝင်ပွဲအတွက်ဒီဘွဲမှာကစားသမားတော်တော်များများအနားပေးမယ်ဆိုရင်လည်းအန်အားတိတ်မိမှာတော့မဟုတ်တော့ဘူးအဲဒါကြောင့်မဲဘောမောက်စ်ကအနိုင်ရသွားမှာဖြစ်ပြီးထိုင်ဆုံးလေးနဲ့အစိန်ခေါ်ဖို့အတွက်အားတက်စရာဖြစ်လာလိမ့်မယ်ဘောမောက်က2-1နဲ့အနိုင်ရသွားမှာပါချက်စီဘက်ဆက်လက်စတာစီတီဒီဘွဲမှာချက်စီနိုင်ဘွဲကလွှဲရင်ဘာမှမမြင်ပါဘူး ။ရာစတန်ကဒီယာစီမှာဆိုးရွားနေခဲ့ပြီးချယ်စီကပြီးခဲ့တဲ့ရာသရပတ်အနည်းငယ်တွင်မှကြီးမားတဲ့ပြဿနာတွေရှိခဲ့ပေမဲ့ဆောက်တတ်တန်လက်စတာကိုဇက်တိုက်နိုင်ပွဲရယူနိုင်မယ်ဆိုရင်လမ်းကြောင်းပေါ်ပြန်ရောက်လာနိုင်ပါ रे ။ရှောင်းရင်တော့ထိတ်ဆုံး၄နေရာမျောလင်းချက်ကပြီးပြီ။ဒါပေမဲ့ဆောက်တတ်တန်နဲ့ဒုံကားလိုဂိုးပြတ်နိုင်ပွဲရမှာပြီးပြီး၃ဂိုးပြတ်နိုင်ရသွားမှာပါ။မန်ယူနိုက်တက် vs အာဆင်နယ်။အာဆင်နယ်တာမန်နိုင်ငံရဲ့အင်အားသင့်မိမှာပါ။သူတို့က PSP နဲ့ပရမအကျော်မှာ9ခုတခုနဲ့အနိုင်ရထားလို့ quarter တက်ဖို့ပူစရာမရှိတော့ဘူး။အဲဒီတော့ဒီပွဲမှာအားထက်ကစားသွားတော့မှဖြစ်ပြီး မန်ယူနိုက်တက်အတွက်အန်ဒီရရှိလာမှာပါအာဆင်နယ်ဒီနဲ့အခုကနေစပြီးပွဲတိုင်းအနိုင်ကစားပြီးလဘာဘူးခြေချောဖို့ဆူတောင်းရမှာပါတမိုင်းကြောင့်ရမန်ယူနိုက်တက်ကတော့အာဆင်နယ်နဲ့ရင်ဆိုင်ရရင်အရန်ကောင်းလိမ့်ရှိတယ်ဒါပေမဲ့ဒီအပတ်တော့အဲ့လိုလုံနိုင်မှာမတင်ပါဘူးဂန်နာရီက၃ဂိုးတကိုးနဲ့အနိုင်ရသွားပါလိမ့်မယ်ဝါဇန်ဖဇက်နျူကာဆယ်လျူကာဆယ်အတွက်ခက်ခဲတဲ့ပွဲဖြစ်ပြီးသူတို့တွေကအခုချိန်မှာဥရောပဝင်ခွင့်နဲ့နှစ်မှတ်အကွာမှာရှိနေပါတယ်။ဒါပေမဲ့ဒရိုနာကအသင်းတွေကကျွန်တော်မျှော်လင့်ထားသလိုအနိုင်ရခဲ့ပေဆိုရင်သူတို့တွေပိုပြီးတော့ဝေးကွာသွားနိုင်ပါတယ်။ ဂေါ်ဒွန်အီဆက်လိုဝက်ဟောတို့လိုကစားသမားတွေကဒီပွဲကိုတန်းရအောင်လွဲချော်ဖို့များပါတယ်။ဒါကနျူကာဆယ်အတွက်ကြီးမားတဲ့ထိုးနဲ့ချက်ပါ။နောက်ပတ်ဖလားပိုလူပွဲတာမှာကစားရဖို့ဆိုရင်နျူကာဆယ်အနိုင်ရမယ့်ဘက်ကကျွန်တော်ရက်တီမှာပါ။သူတို့ရဲ့အနေနဲ့နောက်ထပ်ကစားသမားတွေတိုင်ရမရဖို့ကိုတတိထားပြီးကစားသွားမှာဖြစ်ပြီးအရာကဝါဆန်ရဲ့ဘွဲမှာသူတို့ကိုနာကျင်ရစေနိုင်ပါ रे ဝါဆန်ကဒူးစီနဲ့အနိုင်ရသွားပါလိမ့်မယ်အခုလိုမျိုးသတင်းသတင်းတို့တင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport A to Z YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။